မီလာ၂၉ရက်နေ့ကနေစတင်ပြီးတော့ဆိုင်ကလုန်းမုန်တိုင်းဖြစ်နိုင်ခြေကတရားရခိုင်နှုန်းရှိသွားပြီးဆိုတဲ့အကြောင်းနဲ့မြန်မာနိုင်ငံမှာအခုကြီးညာတဲ့ဒေတာများရည်ကြီးရည်ရှမ်းမှုတကိတ်ကိုမှအမြင့်ဆုံးအန္တရာယ်မှာရှိနေကြောင်းမြန်မာမိုးလေဝသဌာနတွေကအရေးပေါ်သတိပေးလာတဲ့အကြောင်းအရာတွေကိုအရေးပေါ်ပေးပြည်သူတွေကို အသိပေးပါစေဗျာမိုးလေဝသပညာရှင်ဦးဝင်းနိုင်ကတော့ ECMWF ဆိုင်ကလုန်းအက်တီဗီတီချက်မှာ မေလ29ရက်နေ့မှာဆိုင်ကလုံးမုန်တိုင်းဖြစ်နိုင်ခြေကတရားရခိုင်တို့ရှိပြီဖြစ်ကြောင်းဝေးနိုင်ကဆိုပါရီ29ရက်နေ့ကနေ30ရက်တွေမှာကျွန်တော်မြန်မာနိုင်ငံဘက်ကမုန်တိုင်းအရှင်တဲအောင်မှုကပူမုန်တိုင်းရဲ့အခြေအနေမှာရှိနေကြောင်းဝေးနိုင်ကဆိုပါရီမုန်တိုင်းရဲ့အရှင်တဲအောင်မှုဆိုတာမူယောလီယောပါရခိုင်ကမ်းရိုးတန်းသျှောက်ကကြောက်ပြူစစ်တွေဘူးဒီတောင်ဤဒေသတွေမှာမိုးလီလှိုင်းတော်တော်လေးကိုပြင်းထန်နိုင်ပါတယ်ဗျာ ဆိုင်ကလုံးမုံတိုင်းမောခါတုံးကလို့မုံတိုင်းတိုက်ရံဝင်ရောက်မှာမဟုတ်တာကြောင့်အဲတုံးကလို့တော့တိုက်ခိုက်နိုင်ခြင်းမရှိပါဘူးတနအီကိုကျွန်တော်တို့မိုင်း50လောက်တော့တိုက်မယ်ဆိုပြီးတော့ဝင်းနိုင်ကကြီးညာထားရလေဖြစ်ပါတယ်တယောက်မှုကတော့ကျွန်တော်နှင်းလောက်ကိုကြာမြင့်မှာဖြစ်တယ်တဲ့နောက်တစ်ခုကတော့ရေကြီးရေရှမ်းမှုတွေကိုအရေးပေါ်ပဲတင်ဆက်ပေးပါမယ်မိဘပြည်သူများခင်ဗျရောင်ဝမြည်ရေဟာလေဒီအပိုင်းမှာမြစ်တက်လာမှာဖြစ်တဲ့တော့ရောင်မှာရှိတဲ့မြေနှိပ်ပိုင်းကပြည်သူတွေနော်ဂယူးဆိုင်ကြပါ ဒီမြစ်တက်လာချိန်နဲ့မိုးကြီးကြီးမားမားရွာသွန်းတဲ့အချိန်တိုက်ဆိုင်သွားပြီဆိုရင်တော့တော်တော်လေးကိုသတိထားရမယ့်အချိန်တွေမှာရှိပါတယ်ပြီးတော့မန္တလေး အေယာဝတီမြစ်ရေမြစ်တပ်မှုကြောင့်မန္တလေးမြို့မှာရှိတဲ့အေယာဝတီမြစ်ကံဘေးမြေနှိပ်ပိုင်းဒေသများရေကြီးရေရှမ်းမှုဖြစ်ပွားနိုင်မှုကအစိုးရမှ90ရာခိုင်နှုန်းမှာရှိနေတဲ့အတွက်ယူဆိုင်ကြဖို့တော့အရေးပေါ်ပဲတတိပေးထားတာကိုလေတွေ့ရပြီးအကျိုးတရားမှုအနေနဲ့ကကျွန်တော်တို့မေလာ20ခန်းကနေစတင်ပြီးတော့ဇွန်လနေ့နေ့အထိရှိမှာဖြစ်ကြောင်းလည်းသိရပါပြီ။မြောင်းငံအလေအပိုင်းဒေသတွေရေကြီးရေရှမ်းမှုအန္တရာယ်ဆိုးမှုမြစ်တပ်နေချောင်းလေးသိရပြီးမကွေးရေနံချောင်းတောင်သာပလဲစာလင်ကြီးမြင်းချမ်းမြစ်သားဝမ်းတွဲမိထီလာအရှိပိုင်းမန္တလေးမြေနှိပ် ပိုင်စားတဲ့ဤဒေသတော်ဝဤကြီးရှမ်းမှုအန်ဒီဆွေမှုမြင့်တက်နေတာကြောင့်အဆိုပါဒေသတော်ဝမှာရှိတဲ့မြေနေပိုင်ဒေသများအားလုံးသတိပြုနေထိုင်ချဖို့တော့မလို့ဝတာဌာနကအရေးပေါ်ပဲသတိပေးထားတာကိုလေတရတွေးရတယ်ပေါ့နော်ဆိုတော့တထုံခရိုင်ဖန်ခရိုင်မော်လမြိုင်ခရိုင်ကိုကရိခရိုင်အရှိပိုင်းဤဒေသတွေအကုန်လုံးမိုးကြီးပြီးတော့ရေရှမ်းပါမယ်တဲ့ဗျာ တကယ်လို့ဒါမြန်မာတနိုင်ကလို့အပိုင်းသားနဲ့ဆိုရင်မီလာ၂၈ရက်နေ့ယနေ့နေ့လယ်ပိုင်းနော်စတနာကြီးကနေစတင်ပြီးတော့ညနေ9:00နာရီကနေခဏနာရီအချိန်အတော်အတွင်းမှာအဆိုပါဒေသများနော်အာလုံးမူကြီးကဲပါက ရည်ကြီးရှံမှုတွေမြန်မာပြည်မှာရှိတဲ့မြင်းနေပိုင်းဒေသကျွော်များအကုန်လုံးရေရှံဝဲရောက်မှုများရှိမှဖြစ်ကြောင်းအရေးပေါ်ပဲသတိပေးထားတာကိုတွေ့ရပါတယ်။ဒီခုရှိလာကမြေရည်သက်ချိန်နဲ့နော်ဘင်းလေးရည်သက်ချိန်နဲ့မိုးရွာသွန်းမှုနော်တိုက်ဆိုင်သွားပြီဆိုရင်တကယ်ကိုရည်ကြီးမှဖြစ်ကြောင်းရည်ကြီးရှံမှုတွေတောက်လျှောက်ဖြစ်ပေါ်မှဖြစ်ကြောင်းပြည်သူတွေခုကလေးကနေစတင်ပြင်ဆင်ကြဖို့တော့အရေးပေါ်ပဲသတိပေးပြားစီဗျာ။